ာမိဘိုက်ကမူးဘိုက်ကမူးဘိုက်ငါဘိုက်ကငါဘိုက်ရပါဒီတွင်းထဲမှာတရားတလန်းထဲမှာတာတုံးကဟိုငတိုးကိုကြောက်ချခြင်းနဲ့အနေနဲ့ငတိုးမြင်းမခွာနေလို့ရှင်မှာမြင်းကိုရိုက်လိုက်တာပေါ့နော်နောက်ကအဲ့ဒီဟာကျွန်တော်အခုတောက်လျှောက်ရိုက်ခဲ့သမျှတဲမှာအဲ့စင်ရိုက်တာအကြအဆုံးပဲ ျွန်တော်အဲ့ဒီမှာအဲ့ဒီမှာကြားနေတာကျွန်တော်မြင်းကိုမရက်ရက်ဘူးဖြစ်နေတာဒီတော့ငါပြင်းပြင်းရိုက်လိုက်ရင်လေဒီတော့ငါ့ကိုရင်ခွင်ကိုစောင့်ကန်ပြလိုက်အောင်အဲ့အာကြီးပဲဖြစ်နေတာကျွန်တော်နောက်ဆုံးကိုကြီးကဖျောက်မင်းကိုမကန်ဘူးတဲ့ဖိတ်ချလိုက်တယ်စော်တာစော်တာစော်တဲ့စော်မှနာနေရိုက်လိုက်တာအဲ့တော့ကို့ item ကိုတိတ်မင်းကိုရိုက်လိုက်တဲ့ item တိတ်ပြီးတော့သဘောမကျဘူးလားဖြစ်နေတယ်စိတ်ကျမှလေအဲ့လိုဟိုတနာတာများပေါ်နေသလားမသိဘူးလို့အမှန်မှန်တော့ကိုကစော်ထလိုက်ရမှာအဲ့လိုအဲ့လိုမျိုးပေါ့နော် ဲ့ဒါလေးတော့အမှတ်တရပါဘာလို့တချောင်းတော့ဖြတ်ပြီးသွားပြီကိုမျိုးသားမလို့တော့မဟုတ်တော့အတူတိတ်တော့သူတပြေးပြေးပေါ့နော်ခက်နဲ့အညီပေါ့နော်အဲ့လိုမျိုးလေးလုံနိုင်တာလေးတွေ့တော့လေသဘောကျပါတယ်ဟုတ်ကဲ့အရင်ကသဘောမကျဘူးအခုမှသဘောကျလာရဲ့သဘောမှရှိတယ်ဟိုကိုနေတိုးရဲ့ဒါတာကိုစုံမရပြီးတော့ပရိုဂျက်တာတင်းရဲ့ပေါ့နော်အဲကျွန်တော်လိုပေါ်လိုက်ပြောက်လိုက်တောင်း တိတရားရှိပြီလို့ပေါ့အဲအဲအဲကြောင့်ဟိုကျေးဇူးတင်ရပါတယ်ပြီးတော့ပေးသက်ကြည့်ပြောချင်တယ်အများကြီးကြိုးစားပေးထားပါတယ်လို့ရှိပြီပါဟုတ်အာခုနဲ့မတွေ့ခင်တုန်းလားနဲ့ပေါ့နော်အခုတရုတ်ဆောင်လာတာတဖြည်းဖြည်းနဲ့ဒီဘက်ခင်မာကပို့ပြီးတော့ကိုမျိုးသားမလို့တော့မဟုတ်တော့အတူတိတ်တော့သူတဖြည်းဖြည်းပေါ့နော်ခင်နဲ့အညီပေါ့နော်အဲ့လိုမျိုးလေးလုံနိုင်တာလေးတွေ့တော့လေသဘောကြပါတယ်ဟုတ်ကဲ့အရင်တော့သဘောမကြဘူးအခုမှသဘောကြလာပြီဆိုသဘောမှရှိတယ် ဟောအရင်တော့အရင် item ပေါ့နော်အခုကအတူတိုင် item ဆိုလည်းပဲသူလုံနိုင်တာလေးတွေတွေ့ရတော့လေကိုဝမ်းတာမိရယ်ပေါ့နော်ဟောအဲ့ဒါကျတော့ character မတူဘာမှမဟုတ်ဘူး character မတူတော့မတူပဲပေါ့နော်မတူပဲပြောတာပေါ့အဲ့လိုပဲပြောဒီဘက်ကျစိတ်မှာတဲတလုံးပဲပိုင်တာ၄ရောက်ပေါင်းမှာဒီမှာတစ်ထေးသားတစ်ထေးသားပေါ့အဲဆော့ပွားမျိုးရိုးပေါ့အဲအော်ဟိုဟိုဒီတွင်းနဲ့အမတရားကဟိုယူလေအားနာပါလေအဲ့ဟို ့ဘလော့ဟိုဘလော့အရတော့ဇလန်းထဲမှာတာတုံးကဟိုငတိုးကိုကြောက်ချခြင်းနဲ့အနေနဲ့ငတိုးငင်းမခွနေတဲ့အချိန်မှာငင်းကိုရိုက်လိုက်တာပေါ့နော်နောက်ကအဲ့ဒီဟာကျွန်တော်အခုတောက်လျှောက်ရိုက်ခဲ့သမျှတဲမှာအဲ့စင်ရိုက်တာအကြာဆုံးပဲကျွန်တော်အဲ့ဒီမှာအဲ့ဒီမှာကြားနေတာကျွန်တော်ငင်းကိုမရိုက်ရဘူးဖြစ်နေတာ ။ရုံးငါပြင်းပြင်းရိုက်လိုက်ရင်လေဒီကောင်ငါ့ကိုရင်ခွက်ကိုစောင့်ကန်ပလိုက်အောင်။အဲ့အကြီးပဲဖြစ်နေတာကျွန်တော်။နောက်ဆုံးကိုကြီးကဖျက်အောင်မင်းကိုမကန်ဘူးတဲ့။အမှန်တရားနေနေစောသားစောသားစောတဲ့စောမှနာနေရိုက်လိုက်တာ။အဲ့တော့ကို့ item ကိုတိတ်မင်းကိုရိုက်လိုက်တဲ့ item တိတ်ပြီးတော့သဘောမကျဘူးလားဖြစ်နေတော့စိတ်ကြမှာလေ။အဲ့လိုဟိုတနာတာများပေါ်နေသလားမသိဘူးလို့အမှန်မှန်တော့ကိုကစော်ထွက်လိုက်ရမှာအဲ့လိုအဲ့လိုမျိုးပေါ့နော်။အဲ့ဒါလေးတော့အမှတ်တရပေါ့။ ဒီငါချိန်ပဲဗျ။အရင်ကတော့အဲ့လိုချိန်သေးတော့အဲ့လိုမျိုးပေါ့နော်။ဟုတ်။နောက်ကျရင်ဆောက်ကလေးနဲ့မှတ်ထားပါမယ်ဗျာ။ငါတို့တချောင်းတော့ဖြတ်ပြီးသွားပြီ။ဒီလည်းမဟုတ်ပါဘူး။တကယ်တည်းဟိုသရုပ်ဆောင်တာဆိုတော့ idea ပေါ့နော်။တကယ်တည်းအဲ့လိုမျိုးကြီးလုပ်တာဆိုတော့မဟုတ်ပါဘူး။အဲ့လိုတော့မရှိဘူးပေါ့။ကျွန်တော်တို့ကျုံတယ်လို့လည်းပဲ။ကျွန်တော်ရင်းပတ်တဲ့ထင်နေပါဦးမယ်။မဟုတ်ပါဘူး။အဲ့လိုမျိုးပေါ့နော်။ဒါပေါ့ဒါပေါ့ပြီးတော့ဟိုကိုနေတူတော့တစ်ခုဖြစ်မှာ။ အဲ့လိုမျိုးပေါ့ဗျာဘာလို့မှတော့မသိပါဘူးကြည့်ဒီနေ့စင်းနေရဘာလို့များတာသိတာမရှိဘူးအဲ့အဲ့ဒါအတိုင်းဟုတ်ပေးတော့မှလည်းလူတွေအများကြီးကြီးတော့တခြားကိုကြောက်မလို့တခြားလူတွေပါထိကြိုက်သွားမှာပေါ့နော်အဲ့ဒါဟုတ်တယ်ဟုတ်တယ်အဲ့ဒါလေးတော့ကိုကြီးနဲ့အမှတ်တရဆိုလို့ပြောပြတာပါဟုတ်အဲ့ဒါကျွန်တော်ကိုယ်တိုင် surprise ဖြစ်ရတာဗျာကျွန်တော်တို့ကကျွန်တော်တို့တေးဆောင်တော့မှကျွန်တော်တို့ကဒီလိုလိုပဲဖတ်လိုက်ရတာအဲ့ဒါကတကယ်တကယ်ကိုကြီးနဲ့ဒီ production ရဲ့တကယ်တကယ် တကယ်လို့လက်ပြီးပုံးကြည့်လိုက်တဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ကိုယ်တိုင်တော့မှဟာဒီကန်းကြီးဒီလိုမျိုးဖော်ထုတ်လိုက်တာလားအဲ့လိုမျိုးဖြစ်သွားတာပေါ့ဟုတ်ကဲ့တကယ်အဲ့အဲ့ဒီကားလေးမှာဝစ်ထားတဲ့ဝစ်ခဲ့တဲ့အဲ့ဟိုဟာယူခဲ့တဲ့ဆိုင်ပေါ့နော်နန်းဒေဝီကပဲအဲ့လုတ်ပေးထားတာပေါ့ဟုတ်ကိုရိုက်ခဲ့တဲ့တောက်ချောကအဲ့လိုမျိုးဆော့ကွာဆိုတော့အဲ့လိုပဲပေါ့ဒါမဲ့ကျွန်တော်ကဟိုကျွန်တော်ထေဝါနိဗ္ဗာန်ကုန်မှာလေကျွန်တော်တို့ယူနီဖောင်းကရှမ်းပေါင်းမီဆိုတော့ရှမ်းပေါင်းမီရတော့ကျွန်တော်နဲ့တော့တိတ်မဆိုင်ဘူးကြဟုတ်အဲ့လိုမျိုးကျွန်တော်ဘယ်တော့မှမစင်စားဘူးကြ ဟုတ်အဲ့လိုမျိုးပြီးတော့ကိုနီတိုးရောကျွန်တော်ဒီထဲမှာဟိုအဲ့လိုအပြာရင်တရုတ်ဆောင်ကြတယ်လို့လည်းမသိပါဘူးဆက်ကောင်ကလောက်ရတာပေါ့နော်ကျွန်တော်တို့ကတဒံလို့တရုတ်ပေါ်ဖို့အတွက်ပြောင်းလိုက်တယောက်ခိမကူကြီးကြတဲ့လူမျိုးတွေပါအဲ့တော့ဟိုဒီဒီကားကိုကြိုက်ပြီးဆိုရင်ဒါဒီထဲမှာပါတဲ့လူတွေအားလုံးရဲ့ဟိုလောက်ဆောင်ကြတဲ့ဆိုင်တာဟုတ်အဲ့တော့ပြိတ္တကပြီးတော့မှခံစားမှုမှာပေါ့နော်ဒီက ပဲသိမယ်ထင်ပါတယ်ဟုတ်အားပေးဖို့တည်းလည်းကြိုးပါဦးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကျွန်တော်တို့အားလုံးကြိုးစားထားပါတယ်ပါဝင်တဲ့သူတွေအားလုံးကြိုးစားထားပါတယ်အားလုံးအတိမတ်ပြည့်ပါလို့ကျေးဇူးတင်ပါတယ်